စစ်ကောင်စီရဲ့ရွေးကောက်ပွဲကိုဝင်ပြိုင်ဖို့အတွက်ပြည်ထောင်စုကြံခံရေးနဲ့ဖွံ့ဖြိုးရေးပါတီမှလွှတ်တော်ကိုယ်စားလှယ်လောင်းတွေပို့တောင်ပုံနေသေးတယ်လို့ပြည်ခံပြိုးပါတီဥက္ကဋ္ဌဦးခင်ကြီးကပြောကြားလိုက်ပါတယ်။မနေ့မေလ30ရက်နေ့ကနေပြည်တော်မှာကျင်းပတဲ့ငလျင်ပေးအလွန်မြမစီပွားရေးပြည်လဲကူစားခြင်းနဲ့ပြည်လဲထူထောင်ခြင်းသုံးသက်ဆွေးနွေးပွဲမှာကြံခံရေးပါတီဥက္ကဋ္ဌဦးခင်ကြီးကပြောကြားလိုက်တာပဲဖြစ်ပါတယ်။ ပြည်ခိုင်ဖြိုးပါတီအနေနဲ့မဲဆန္ဒနယ်မြေတစ်ခုကိုကိုယ်စားလှယ်လေးဦးသတ်မှတ်ထားတာကြောင့်ကိုယ်စားလှယ်တွေပုံနေတာဖြစ်ကြောင်းဥက္ကဋ္ဌကမီဒီယာတွေကို ဖြေကြားခဲ့တယ်လို့ပြည်ခိုင်ဖြိုးပါတီရဲ့လူမှုကွန်ရက်စာမျက်နှာမှာရေးသားထားပါတယ်။ကျွန်တော်တို့မှာကိုယ်စားလှယ်အင်အားပြည့်ရှိတယ်။ပို့တောင်မှပုံနေသေးတယ်။အခုလုံးလုံးဆယ်ကိုစလေရေချင်းသတ်မှတ်ချက်တွေကလည်းထွက်မလာသေးဘူးလို့ဥခင်ကြီးကပြောပါတယ် မဲဆန္ဒနယ်မြေတစ်ခုကပေးပို့လာတဲ့ကိုယ်စားလှယ်တွေကိုလူလူလက်ခံမှုထောက်ခံမှုရှိမရှိကိုတတိယအဖွဲ့အစည်းတပ်ပါတီတစ်ခုနဲ့ဆွေးနွေးပြီးကိုယ်စားလှယ်အမည်စင်းဆုံးဖြတ်မယ်လို့လဲစစ်ကောင်စီရဲ့ဝန်ကြီးအဖြစ်ကမှာပြီးချင်းငံ့ရေးပါတီဥက္ကဋ္ဌဖြစ်လာသူဦးခင်ကြီးကပြောပါတယ်စစ်ကောင်စားမင်းအောင်လိုင်းကအခုလာဇန်ပိုင်းကဘီလာရုနိုင်ငံကိုရောက်ရှိနေချိန်မှာ ဒီဇင်ဘာလအတွင်းရွေးကောက်ပွဲကျင်းပမယ်လို့ပြောကြားခဲ့သလိုစစ်ကောင်စီခန့်ရွေးကောက်ပွဲ ကော်မရှင်ကလည်းလာမယ့်ဒီဇင်ဘာလအတွင်းရွေးကောက်ပွဲကို ကျင်းပရန်ရှိတယ်လို့ပြောကြားထားပါတယ်ရှင်။အခုလိုသတင်းတွေကို ပုံမှန်မျှဝေပေးနိုင်ဖို့ ਨੇ CJ Platform သတင်းဌာနရေရှည်ရဲ့တင်နိုင်ရဲ့အတွက် YouTube မှာလည်း CJ Platform လို့ရှာဖွေပြီးဝင်ရောက်နားဆင်နိုင်ပါတယ်။သတင်းအသစ်အသစ်တွေကိုအချိန်နဲ့တပြေးညီရရှိဖို့အတွက် ကျမတို့ရဲ့သတင်း channel ကို like and subscribe လုပ်ဆောင်ပြီး notification လေးကိုဖွင့်ထားကစောင့်ကြည့်နိုင်ပါတယ်ရှင်။